မညာမတာမိုးချမ်းများငါကိုလေငါတက်ဆက်၆နှစ်တုန်းကလိုင်းကားပေါ်မှာမြင်ရတဲ့အမျိုးသမီးတယောက်ကို မြင်မြင်ချင်းအချက်နဲ့ချစ်မိပြီးခရီးစဉ်တစ်လျှောက်လုံးငါငေးကြည့်ချစ်ခင်မိပြီးလိုင်းကားပေါ်ကဆင်ရတော့ငါအသေးကွဲတယ်လာရောက်ဘယ်တော့မှမရှိတော့တဲ့မြို့ပြရဲ့လေလွင့်ညာတွေ သေပြီးသားသူကိုအသက်ပြန်သွင်းတဲ့ဇွန်ဘီဂီတသမားတွေပျောက်ပြီးသားဒဏ်ရာကိုပြန်လဲအနာတရားဖြစ်စေတဲ့ခေါင်းမိုးဖောက်ပြီးရွာကြနေတဲ့မညာမတာမိုးချမ်းတွေငါသက်18နှစ်မှာယောက်ျားချင်းရိတ်လှုပ်တာခံခဲ့ရတယ်။ကာပရင်ပေါက်ကမြင်းနေရတဲ့နေကြပန်းတွေကိုငါအပွင့်ရည်နဲ့မြင်ပြီးငါဘေးကကောင်းက ဂရန်နေတန်တွေနဲ့မြင်တယ်။နောက်15နှစ်လောက်မှာအဲ့ဒီကောင်ဆောက်ရမ်းချမ်းသာသွားပြီးစတိတ်စင်ဘောကနေအောက်ကလူတွေကိုစောက်ကြီးစောက်ကျဲတွေပျော့ပျော့နေလေးရှိလာတယ်။ငါကံမာကိုမသိချင်ခဲ့ဘူး။ငါနဲ့နာမည်တူတဲ့ငါပထမဆုံးရေးစားညက်ပတ်ပြီးလာရှင်းပြလို့ငါတီးခဲ့ရတယ်။ ခံမာရဲ့အတိတ်ပဲကိုငါမသိပဲငါနေချင်းခဲ့တယ်။ငါဟာအသက်၁၈မှာငါနဲ့နာမည်တူတဲ့နောက်တစ်ကောင်နဲ့သူ ဖောက်ပြန်သွားတယ်။ရုပ်ရှင်ကားရရဲ့မိုးရွာကန်နှင်းကြကန်တွေကိုငါရစ်ပြီးကြည့်တယ်။လိုက်ရှာတယ်။မပါတဲ့အခွေတွေကိုငါရိုက်ချိုးပစ်ခဲ့တယ်။ငါမမွေးခင်ငါဟာအသက်၁၀၀လောက်မှာငါအဖွာဟာ nature တွေမရင်းကျင်တာခံခဲ့ရတယ်လို့ပြောတယ် ငါဖိုးဖြစ်မဲ့ကောင်ကအရင်ဆုံးမြင်ပြီးနှစ်ယောက်လောက်နောက်ကျပြီးမှခဲခဲ့တယ်။ဆယ်အတွင်းက pornography တွေဒီလူကြီးမလို့ဆန်နိုင်ခဲ့တာ။အချက်ဟာရမက်ပဲလို့သူပြောခဲ့မှာပဲ။ငါသက်20မှာမတ်ကြီးဖြူကိုတိတ်ချစ်တယ်လို့ပြောရခဲ့တယ်။အဲ့ဒီအသက်20တနစ်စားလုံးမိုးတွေရွာနှင်းတွေကြားလိုက်တာဆိုရာကိုပြန်အမှတ်ရတယ်။ ငါတက်ဆက်ကိုမှာငါနေတဲ့နိုင်ငံကလူတွေတဲနာရီကိုစပြီးကြည်တက်လာတယ်။ငါပထမရေးစားဟာသူ့ဒုတိယရေးစားနဲ့လက်ထပ်သွားတယ်။ငါတော့ခွေတွေရိုက်ချိုးနေခဲ့တာပေါ့။နောက်အသက်တစ်ခုမှာငါအထီးကျန်တက်လာတယ်။မွေတွေမြင်ရင်လိန်စိတ်ဖြစ်တက်လာတယ်။မွေတွေရဲ့တင်မာတွေရင်သားတွေငါစိတ်ကူးရင်တက်လာတယ်။ အသက်22နှစ်မှာဆလိတ်ငွေရဲစားဆလိတ်ကိုမျက်ရည်ကြအောင်တောက်တက်လာတယ်။လေထဲကိုမှုတ်ထုတ်လိုက်တဲ့မျက်ရည်ကိုအာယုံဆွဲလမ်းမှုဖြစ်လာတယ်။ပိုပြီးအထီးကျန်လာတဲ့အချိန်မျိုးဆိုငါအသက်9နှစ်လောက်ကဖတ်ဖို့တဲ့ကတော့စကောင်ကိုတရိရတယ်။ငါအသက်23မှာငါတရိရနေတဲ့ကတော့စကောင်ဟာနာကိထဲပါပြီးတေးသွားပြီး ကတုံးဆရာကတော့နာခဲ့အတွဲမှာအိမ်ချောက်ပစ္စည်းတွေရောင်းပြီးချမ်းသာသွားတယ်။23တနစ်လုံးဝန်နေခြင်းအထိမ့်မှတ် တနစ်လုံးကငြိမ်သက်နေခဲ့တယ်။ငါစံတရားကိုမမြင်ဘူးမတွေ့ဘူးပဲချစ်ခဲ့တယ်။ငါနှင်းတွေကို မမြင်ဘူးမတွေ့ဘူးပဲချစ်ခဲ့တယ်။ငါ cherry ပန်းတွေကိုမမြင်ဘူးမတွေ့ဘူးပဲချစ်ခဲ့တယ်။ငါ မန်နဲ့ကိုမမြင်ဘူးမတွေ့ဘူးပဲချစ်ခဲ့တယ်။တောင်ပေါ်ကနေတောင်အောက်ကို ပိုင်ရှင်မဲ့ရွေလျားနေတဲ့ကြောက်တုံးကြီးကိုချစ်ခဲ့တယ်။အဲ့ဒီကြောက်တုံးပေါ်မှာထိုင်ပြီးသူ့ကိုထားသွားခဲ့တဲ့ Sisyphus ကိုငါတို့အတူတူလွှမ်းခဲ့တယ်။အဲ့ဒီကာလငါအသက်ကိုငါမမှတ်မိအောင်ပဲသူတို့ဘာတွေကိုငါချစ်ခဲ့တယ်။ငါအသက်25မှာ အဖေဆိုတဲ့သူအိမ်မောရောက်လာခဲ့တယ်။အဖေဆိုတဲ့အတော့နှုံချောင်းငါမရင်နေခဲ့။အိမ်ဆိုတဲ့အတော့နှုံချောင်းငါမရင်နေခဲ့။သူတို့ဘယ်တော့ကလေးကကွဲနေခဲ့ကြတာလဲဆိုတာလဲငါမသိခဲ့။မကြေဖြူဆိုတဲ့မိမကိုတည်ဆောင်သွားတဲ့လေရင်ပြန်ကြီးဟာငါတို့မိသားစုနေတဲ့အင်္ဂလိပ်ဘော်ကဖြတ်ပြန်သွားတယ်။နဝင်ဘာဆိုတဲ့အရာကိုငါမသိခဲ့။ ကို့မျက်လုံးထဲကမျက်ရည်တွေကိုအရက်ဆက်ဆုံးဖောက်ထုတ်ပစ်လိုက်တာကလွဲပြီးအသက်ကွဲတာဆိုတာကိုလည်းငါမသိခဲ့အသက်26မှာတော့ငါအတိတ်မိတယ်။ကင်စားဖြစ်တယ်။နှလုံးရောဂါဖြစ်တယ်။ကိုမာဖြစ်တယ်။မြေမျိုးတယ်။မိုးပြိုတယ်။ဓာတ်လိုက်တယ်။ကားတိုက်ခံချိန်တယ်။ယထာကြိတ်ခံရတယ်။ခုနလွာကနေတွန်းချခံရတယ်။ ပြန်ရှင်တန်းခိုင်းခံရတယ်။ Happy birthday လို့ပြောခံရတယ်။မြေမြုပ်ခံရတယ်။ပြန်အသက်သွင်းခံရတယ်။ Happy New Year ဆိုပြီးအော်ဖို့ဖိအားပေးခံရတယ်။ငါသက်20ခွန်မှာအဲ့ဒီအိမ်မက်ကဆိုးကနေငါလန့်နိုးလာခဲ့တယ်။ငါပထမရေးစားဟာသူ့ဒုတိယရေးစားနဲ့ကွဲကွာပြီးလိုင်းကားပေါ်မှာ ငါချစ်ဘူးတဲ့အချစ်ဦးနဲ့နောက်တိုးနောက်တိုင်ထူထောင်သွားပြီလို့ငါကြားတယ်။အိမ်မက်ဆိုကနေငါလန့်နိုးလာခဲ့တယ်။ငရဲကိုမိသားစုဘဝလို့နာမည်ပေးတယ်။အိမ်မှာပျော်အောင်နေခဲ့တယ်။ချစ်ချင်းမြတ်တာဟာငရဲလို့သူ့ကိုယ်သူနာမည်ပေးတယ်။အဲ့ဒီမှာပျော်အောင်နေခဲ့တယ်။ငရဲဟာငါ့ကိုညှင်းငွေပြီးငါ့ကိုထားသွားတယ်။ ိမ်မှာပျော်အောင်နေခဲ့တယ်။အိမ်မဆိုးတွေဟာငရဲနေရာကိုယူတယ်။အဲ့ဒီမှာပျော်အောင်နေခဲ့တယ်။ငါအသက်တွေဟာ တိုးလာသလား။ရော့ရော့သွားသလား။အဲ့ဒီမှာပျော်အောင်နေခဲ့တယ်။ငါရန်သူတွေလည်းငါ့ကိုမုံဖို့အချိန်မပေးနိုင်တော့ငါချစ်ရတဲ့သူလဲငါအကြောင်းမပြောတော့အဲ့ဒီမှာ ပျော်အောင်နေခဲ့တယ်။အိမ်မဆိုးကလန့်နိုးလို့ရရချင်းအိမ်မှာတကယ်ပျော်အောင်နေနိုင်ခဲ့ပါတယ်။ငါအသက်9နှစ်မှာငါကငါပထမဆုံးနဲ့နောက်ဆုံးတတ်သေးခဲ့တယ်။ခေါင်းစဉ်ဖြစ်တဲ့မညာမတာမိုးချမ်းများငါကိုလေးနဲ့မညာမတာမိုးချမ်းများဆိုတဲ့အတုံးကိုမိုးဆက်တင်လေးတခြင်းနဲ့မှာ ရာယူသုံးစွဲပါသည်။ကဗျာရည်သူစာတီးဖြစ်ပါတယ်။နာဆင်ပေးခဲ့သူတို့တို့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။